နေပြီးတော့ဗဟိုပြုတ်ပြီးနောက်ဆက်တွဲငလင်းထတ်လုံမတ်လ29ရက်နေ့ညနေပိုင်းအချိန်တွင်တင်ထူများစူပါဂျောမီဒီယာပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မတ်လ29ရက်နေ့အချိန်မှာဆိုလို့ရှိရင်တော့နေ့လယ်ပိုင်းမှာစတင်ပြီးတော့ယခုညနေပိုင်း9နာရီကျော်ဝင်းကျင်အချိန်ထိနေပြီးတော့ဗဟိုပြုတ်ပြီးတော့နောက်ဆက်တွဲငလင်းများစွာကလှုပ်ခတ်ခဲ့ကြောင်းကိုသိရှိရပြီးတော့နေပြီးတော့မှယခုညနေပိုင်းအချိန်မှာတခတိတိမျိုးကိုဗဟိုပြုတ်ပြီးတော့ Richter scale 5.1အဆင့်ရှိတဲ့နောက်ဆက်တွဲမြင်းငလင်းက ယနေ့ညနေ၄နာရီမှာလှုပ်ခတ်သွားခဲ့ကြောင်းနဲ့မတ်လ28ရက်နေ့ကဖြစ်အားပြင်းငလင်ကြီးကြောင့်ထိခိုက်ဒေဆုံးသူများကိုရှာဖွေကယ်ဆယ်ရေးလုပ်နေချိန်မှာနေပြည်တော်ကဗဟိုပြုကမတ်လ29ရက်နေ့ညနေ3:50အချိန်မှာစတင်ပြီးတော့လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကိုသတင်းထုတ်များအနေနဲ့သိရှိရတာဖြစ်ပြီးမလင်ကမြေအနက်30ကီလိုမီတာ6မိုင်ကျော်ကိုဗဟိုပြုပြီးတော့လှုပ်သွားခဲ့တာဖြစ်ကြောင်းနဲ့စောကတိန်ငလင်ဖြစ်ကြောင်း USGS ကဖော်ပြထားတာလည်းဖြစ်ပါတယ်။မြင်းငလင်မှာစောက်တိန်လင်း ဖြစ်အားပိုကြီးကြောင်းကိုလည်းပြောပြတုံးသက်မှုတွေလည်းရှိနေပြီးတော့တိတ်ငနေပဲထပ်ပြိုတဲ့သတင်းတွေကြားရတယ်ကျမတို့ကတက္ကုံးထဲကရွာကိုရောက်နေလို့တေချာမသိပါဘူးဆိုပြီးတော့နေပြီးတော့မှဝန်ထမ်းတဦးရဲ့ပြောဆိုမှုတွေရသိရှိရတယ်လို့မတ်လ28ရက်နေ့ကငလင်ကြောင့်ပြင်းမရမြို့တစ်ခုထဲတွင်တေဆုံးသူမှာ200ကျော်ရှိနေကြောင်းကိုယခုညနေသတင်းထုတ်ပြန်မှုများအရသိရှိနေရတာဖြစ်ပြီးတော့ Reuters ကစ ခုနှစ်သက်သက်မှခုနှစ်အဆင့်ရှိတဲ့မြင်းကလေးလောက်ခတ်ပြီးနောက်မှာနောက်ဆက်တဲ့မြင်းကလေးများစွာကလည်းဒီကနေ့မတ်လ29ရက်နေ့မှာဇက်တိုက်ဆိုလိုလောက်ခတ်နေကြောင်းနဲ့မြင်းကလေးကြီးများလောက်ခတ်ပြီးနောက်မှာနောက်ဆက်တဲ့မြင်းကလေးများဆယ်နဲ့ချီရီလောက်ခတ်ခဲ့တာဖြစ်ကြောင်းမြင်းကလေးကြီးများလောက်ပြီးတော့12မိနစ်ခန့်အကြာမှာတရာဦးလေးစိအနည်းကိုဗဟိုပြုပြီးတော့ပြင်အား6သက်သက်မှ4ဖြစ်လောက်ခတ်သောမြင်းကလေးမှာအားကြီးဆုံးဖြစ်ကြောင်းယခုငလင်းမှာပြင်အား9သက်သက်မှ1ကျော်၍ဒုတိယအားကြီးဆုံးနောက်ဆက်တွဲငလင်းဖြစ်ကြောင်းလည်းသိရှိရတာလည်းဖြစ်ပါသည် ဟုတ်ကဲ့ပါဒီကနေ့မတ်လ29ရက်နေ့ညနေပိုင်းမတိုင်ခင်နေ့လယ်ပိုင်းမှာဆိုလို့ရှိရင်တော့မန္တလေးမှာအင်အား9.3ငလင်ဟာလောက်ခတ်ခဲ့တာဖြစ်ပြီးတော့မတ်လ28ရက်နေ့ငလင်လောက်ခတ်မှုမှာအထက်ပေါင်း17တန်းရှိရမှာအောင်ဆုံး၄တန်းအထိမြေကြီးတဲ့ကျွန်းနစ်မြုပ်ပြီးတော့ပြိုကျသွားခဲ့တဲ့ Sky Villa Condo အနေနဲ့ယနေ့မနက်မတ်လ29ရက်နေ့အထိထပ်ပေါင်း9ထက်ကျန်ရှိသေးတော့လေနေကင်းပိုင်းမှာခက်မှန်လောက်ခတ်ခဲ့တဲ့ငလင်ကြောင့်မို့လို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေလှုပ်ဆောင်နေစင်မှာပဲအဆိုပါ ခုနှစ်ထပ်ကြန့်ရှိနေသေးတဲ့ Sky Villa ကွန်ဒိုအနေနဲ့အားလုံးဒီပါပြိုကျပျက်စီးသွားခဲ့ကြအောင်လဲသိရှိရပြီးတော့ခုချိန်မှာထပ်မံပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာပိတ်မိနေကြတဲ့အများပြည်သူတွေအတွက်ကယ်ဆယ်မှုတွေကိုလည်းဆက်လက်လှုပ်ဆောင်နေကြကိုသိရှိရတာလည်းဖြစ်ပါတယ် ဒီနေ့ညနေအထိ Sky Villa အဆောက်အဦတွင်ပေးမှုနေသူတွေကိုရှာဖွေကယ်ဆယ်ရမှာ43ယောက်ကိုအသက်ရှင်လျက်ကယ်ဆယ်ထားနိုင်ပြီးတော့ရုပ်အလောင်း6လောင်းကိုတွေ့ရှိခဲ့တယ်ဆိုပြီးတော့လဲမြန်မာနိုင်ငံမိသက်ဦးစီးဌာနကထုတ်ပြန်မှုတွေအရသိရပြီးတော့ဘဟုမိသက်တန်တန်းနဲ့ပြင်းလွင်မြို့နယ်မိသက်စခန်းတို့မှာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်ဆောင်ရွက်နေကြောင်းကိုလည်းသိရှိရတာပါ။ယခုချိန်မှာတော့မြန်မာတိုင်းငံလုံးနီးပါးမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင်းမို့လို့စုစုပေါင်း1086ဦးထိတေဆုံးမှုရှိကြောင်းကိုလည်းသတင်းထုတ်ပြန်မှုတွေကသိရပြီးတော့ မိနစ်နာရီနဲ့အမျှတေဆုံးသူဥယေဟာလည်းတိုးလာခဲ့တယ်လို့ခုချိန်မှာပျောက်ဆုံးနေတဲ့အများပြည်သူများနဲ့အဆောက်အုံအောက်တွေမှာပိတ်မိနေကြတဲ့ပြည်သူတွေလည်းများစွာရှိနေကြောင်းကိုလည်းကယ်ဆယ်ရေးအဖွဲ့များရဲ့ပြောဆိုမှုတွေကသိရပြီးတော့ကယ်ဆယ်ရေးလုပ်သားများအနေနဲ့နေညမနာပဲနဲ့ခုချိန်မှာဆွဆွတမန်ကယ်ဆယ်မှုတွေကိုလှုပ်ဆောင်ပေးနေကြောင်းကိုလည်းလေးစားစွာသိရှိရတာလည်းဖြစ်ပါတယ် ။ဒါပြင်အခုချိန်မှာငလင်ဖေးတံကိုခံနေရတဲ့မြန်မာပြည်သူတွေအတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ပေးဖို့အတွက်မလေးရှားနိုင်ငံမှာကယ်ဆယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ပြင်ဆင်နေကြပြီးတော့များမကြခင်အချိန်မှာမြန်မာနိုင်ငံကိုရောက်ရှိလာတော့မှာဖြစ်ကြောင်းကိုလည်းသိရှိရသလိုမန္တလေးတိုင်းဒေသကြီးဝမ်းရွှေမြို့နယ်အမှတ်၁ရပ်ကွက်ရှိအမှတ်ခွန်ချင်းမြင်ဆက်ရုံမှာငလင်လောက်ခတ်မှုကြောင့်အဆောက်အဦပြိုကျပြီးတော့ပိတ်မိနေခဲ့တဲ့အမျိုးသမီးနေရာကိုဝမ်းရွှေမြို့နယ်မီဒက်စကန်ကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့တာဖြစ်ပြီးမတ်လ၂၉ရက်နေ့မနက်ခင်းအချိန်မှာတော့ နှစ်ယောက်စလုံးရဲ့အလောင်းတွေကိုပဲတွေ့ရှိခဲ့တယ်ဆိုပြီးတော့လဲထုတ်ပြန်မှုတွေကသိရှိရတာဖြစ်တယ်လို့မနေ့ကမန္တလေးမြို့ရှိမစိုးရင်ကျောင်းတိုင်ရဲ့ပြိုကျပျက်စီးမှုအခြေအနေမှာ28ရက်နေ့ညပိုင်းအခြေအနေမှာတန်ကတော့အများပြနေနဲ့ မြကြီးပေါ်မှာပဲချင်းတော်မပါပဲနဲ့အိဆက်ခေရာကြောင့်ဒီမနက်ခင်းအသေးပြောက်စင်းထုတ်ပြန်ရမှာတော့တန်ကားတော့ပါ80အထိပြန်လည်တော်မူခဲ့ကြောင်းကိုလည်းစိတ်မကောင်းစွာနဲ့သိရှိရတာလည်းဖြစ်ပါတယ်အခုချိန်မှာမန္တလေးမြို့အပြင်စကိုင်းမြို့မှာလည်းပျက်စီးဆုံးရှုံးမှုနဲ့အသေးပြောက်စင်းတွေကနိုင်နဲ့အမျှတိုးလာနေတာဖြစ်ပြီးတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ပေးနေကြတဲ့အဖွဲ့အစည်းများရဲ့ထုတ်ပြန်ချက်တွေကစကိုင်းမြို့ကရင်နေရာဆက်မြို့နဲ့ဆေးရုံမှာလူမဆန့်တော့ကြောင်းနဲ့ ဆေးရုံရဲ့ပြင်မဌာနတွေအပြင်ဆေးရုံပရဝင်အတွင်းမှာပါကုသမှုတွေကိုလှုပ်ဆောင်နေရကြောင်းနဲ့ငလင်ဘိုဟိုချက်ဖြစ်ခဲ့တဲ့စကိုင်းမြို့မှာငလင်တန်ကြောင့်မို့လို့မြို့လုံးကျွတ်ဖျားစီဒီနေအိမ်အဆောက်အဦများစွာထိခိုက်ပျို့ကျပျက်စီးပြီးတော့တေဆုံးဒဏ်ရာရသူတွေလည်းများပြားလျက်ရှိနေကြောင်းကိုသိရှိရတယ်လို့24နိုင်ဒီမှာကုညီကယ်ဆယ်ရေးအသင်းများအနေနဲ့မနာမနေကုညီကယ်ဆယ်ခဲ့ပေမဲ့လည်း အခုချိန်မှာအဆောက်အဆောက်ပျက်စီးတွေကြမှာပိတ်မိသူတွေနဲ့ပျောက်ဆုံးသူတွေဒေဆုံးသူတွေလည်းအများပြားဆက်လက်ရှိနေသေးကြောင်းကိုသိရှိရပြီးတော့စကိုင်းတောင်ရုပ်ကဘုံကြီးချောင်းတီလာရှင်ချောင်းနဲ့ဖုံးတော်ကြီးပညာရေးချောင်းဘကကျောင်းထဲမှာရှိတဲ့ကလေးတငယ်ယဟန်တန်ကတီလာရှင်နဲ့အညာဂျွာရီကနေပြီးတော့စစ်ဘေးရှောင်လာရောက်ခိုလုံနေထိုင်ကြသူတွေလည်းငလင်ကြောင့်ထိခိုက်ဒေဆုံးမှုတွေလည်းများပြားနေကြောင်းကိုသိရှိရတာလည်းဖြစ်ပါတယ်။ဒါပြင်မင်းကမြတ်သိန်းတန်ဇေဒီကလည်းငလင်တန်ကြောင့်ပြိုကျပျက်စီးသွားကြောင်းကိုသိရှိရတယ်လို့ ဟွန်ဘုံကရေချိုးကန်ရဲ့ကြွားချချက်များဆိုပြီးတော့လေလူမှုကွန်ရက်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေထပ်ပေါ်မှာတင်လာခဲ့တာဖြစ်ပြီးတော့မနေ့က28ရက်နေ့ငလင်းလောက်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဟိုဘုံရေချိုးကန်အနေနဲ့ရေကြီးတွေကနေပြီးတော့ တန်ကြီးအောင်ရေတွေပြောင်းလဲဖြစ်ပေါ်လာကြောင်းကိုလည်းသိရှိရပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ကိုသတင်းကြော်တွေဟာဆိုလို့ရှိရင်တော့မတ်လ29ရက်နေ့ညနေခင်းအချိန်ကြီးသိရှိထားရသမျှသတင်းကြော်တွေဖြစ်ပြီးတော့အချိန်နိုင်နဲ့အမျှအသေးပြောက်စင်းများနဲ့ပျက်စီးမှုသတင်းများကလည်းဆက်လက်တိုးမြင့်နေဆဲဖြစ်တဲ့အခြေအနေတစ်ခုဖြစ်တာကြောင့်မလို့ကျွန်တော်တို့စူပါဂျော်မီဒီယာအနေနဲ့အများပြည်သူတွေရှိကိုသတင်းမှန်တွေကိုအများဆုံးရောက်ရှိအောင်တိဆက်ပေးနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြော်တစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါမြန်မာနိုင်ငံသူပြည်သူပြည်သားအများပြားလည်းသဘောဘေးအန္တရာယ်ကနေပြီးတော့အမြ ြန်ဆုံးကင်းလွတ်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရင်းနဲ့အခုသတင်းကြောင်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်